မြစီမပြည်သက်များလုံးမဲမင်္ဂလာပါမတ်လ10ရက်နေ့ည9:00နာရီတမြစီမပရိုင်တိုင်းမြစီမပင်မသတင်းစီစဉ်ကနေကြိုဆိုပါရစေကျွန်တော်ဆိုင်းခမ်းပါအခုတင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်ကောင်စီနဲ့နှိစက်တဲ့ရခိုင်လုပ်ငန်းရှင်ဦးကျောက်တောင်ရဲ့ပိုင်ဆိုင်မှုတွေကိုအေးအေးချိတ်ပိတ်တဲ့သတင်းနိုင်ငံရေးအကျဉ်းသားဟော LGBT စာရေးဆရာမစောဟန်တွေဦးကွယ်လွန်တဲ့သတင်းရန်ကုန်ပါဝင်ဒေသအများစုအပူချိန်ဆက်မြင့်နိုင်တဲ့အကြောင်းနဲ့ ယူကရိန်းစူမီဒေတာကိုတံပြန်ထိုးစစ်ဆင်နေကြောင်းရုရှားပြောတဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုန်စည်နှုန်းနဲ့တခြားအရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါစစ်ကောင်စီနဲ့နှိစက်တဲ့ရခိုင်လုပ်ငန်းရှင်ဦးကျောက်တောင်ရဲ့ပိုင်ဆိုင်မှုတွေကိုအေအေချိတ်ပိတ်တဲ့သတင်းနဲ့စားလိုက်အောင်ပါ စစ်ကောင်စီနဲ့နှိစက်တဲ့ရခိုင်ပြည်နယ်ကနာမည်ကြီးတထေဦးကျောက်တောင်ပိုင်ဆိုင်နဲ့တောင်ကုန်းနဲ့မောင်တော်မြို့ကလုပ်ငန်းတွေကိုရခိုင်မျိုးသားအဖွဲ့ချုပ် ULAA ဦးဆောင်တဲ့ရခိုင်ပြည်သူအစိုးရကဒီလာဇမ်းပိုက်မှာချိတ်ပိတ်သိမ်းဆီလိုက်တယ်လို့သိရပါဗျ။ဦးကျောက်တောင်ဟာနေလာတစ္ဆာထာဝရအောင်မြေစတဲ့ကုမ္ပဏီတွေထောင်ထားပြီးရခိုင်ပြည်နယ်ကဌာနဆိုင်ရာဆောက်လုပ်ရေးလုပ်ငန်းတွေလန္ဒရာတိဆောက်ရေးတွေမှာခေအဆက်ဆက်လဝက်ကြီးအုပ်ခဲ့သူဖြစ်တယ်လို့ရခိုင်တိုင်းရင်းသားတချို့ကပြောပါရယ် ဒါပြင်ဦးကျောက်တောင်ဟာ2021စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းလူမှုတော်လှန်ရေးတိုက်ပွဲတွေအကြောင်းကိုဓာတ်ရိုက်ဝေဖန်ပြောဆိုတာမရှိပေမဲ့တိုင်းပြည်တိုးတက်ရေးအတွက်ငြိမ်းချမ်းဖို့အရေးကြီးကြောင်းတိုက်ပွဲတွေဖြစ်နေရင် နိုင်ငံမတိုးတက်ကြောင်းစစ်ကောင်စီဝါဒဖြန့်ချီမီဒီယာတွေမှာပြောကြားခဲ့ပါတယ်စစ်ကောင်စီဝါရဖြန့်ချီမီဒီယာတွေကတော့သူ့ကိုစီးပွားရေးပညာရှင်ကြီးအနေနဲ့တော့ရည်ညွှန်းဖော်ပြခဲ့ကြပူပါတယ်။ ရခိုင်ပြည်နယ်မှာတိုက်ပွဲတွေပြင်းထန်နေတဲ့2023နဲ့2024အတွင်းကလည်းဥကြောက်တောင်ဟာရန်ကုန်၊ရခိုင်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရေကြောင်းကနေကုန်သွယ်ရေးလုခွင့်ရခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့သူကလက်ရှိရန်ကုန်မြို့မှာနေထိုင်နေတယ်လို့စီးပွားရေးလုပ်ငန်းရှင်အတိုင်းဝိုင်းစီကနေသိရပါတယ်။ပြီးခဲ့တဲ့လနိုင်ငံအတွင်းကစစ်ကောင်စီရဲ့ဝါဒဖြန့်ချီအစီအစဉ်တွေမှာပါဝင်သရုပ်ဆောင်တဲ့အမှုပညာရှင်တချို့နဲ့တွေ့ဆုံခဲ့တဲ့ဓာတ်ပုံမှတ်တမ်းတွေကိုလည်းဥကြောက်တောင်ကလူမှုကွန်ရက်မှာတင်ထားခဲ့ပါတယ်။ ရခိုင်မျိုးသားအဖွဲ့ချုပ် ULAA ကအမေရိကန်ဒေါ်လာ3တန်းနဲ့ညီမျှတဲ့ဥကြောက်တောင်ရဲ့နေအိမ်နဲ့ပိုင်ဆိုင်မှုတွေကိုချိတ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ဥကြောက်တောင်က BBC ကိုအတည်ပြုပြောထားပါဗျ။ဒီလိုချိတ်ပိတ်လိုက်တဲ့အပေါ်ဥကြောက်တောင်ကသူ့ရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့စစ်တပ်စီကအခွင့်အရေးမယူခဲ့တယ်လို့လက်ပေးလက်ယူလုပ်ခဲ့တာတွေလည်းမရှိဘူးလို့သူက BBC ကိုပြောထားပါဗျ။ ဦးကျောက်တောင်ဟာကြောက်ဖြူအထူးစီးပွားရေးဆောင်ကမြို့ပြအင်အားစီမံကိန်းဒီမှာလဲဒေသခံအစုအဖွဲ့အနေနဲ့ပါဝင်သူဖြစ်ပြီးစစ်တပ်နဲ့ဆက်ဆက်တဲ့လုပ်ငန်းစုများစွာကို ပိုင်ဆိုင်ထားသူတူလို့ဦးကျောက်တောင်နဲ့နှိစက်တဲ့မြို့ကန်တူကပြောပါရယ်အာရခတတ်တော်အေးဟာကြောက်ဖြူစစ်တွေနဲ့မအောင်မျိုးတွေကလွဲပြီးရခိုင်ပြည်နယ်မှာရှိတဲ့ကြံဒေသအားလုံးကိုသိမ်းယူထားတယ်လို့အုတ်ချွေရန်နေရာတွေလည်းဖော်ဆောင်နေပါရယ် အမျိုးတိန်တိုက်ပွဲတိုက်ခိုက်ခြင်းကလည်းနောက်ပိုင်းတိုင်းစစ်တနာကျုပ်တိုင်းမှုနဲ့စစ်ကောင်စီအရာရှိတွေပိုင်ဆိုင်တဲ့အမျိုးကနေအိမ်တွေကိုချိတ်ပိတ်တင်းစီမှုတွေရှိခဲ့ပါတယ်။တိမ်ယူထားတဲ့မြို့နယ်တွေမှာတိုက်ပွဲကာလအတွင်းခိုးယူခံရတဲ့ဒေသခံတွေရဲ့ပိုင်ဆိုင်မှုတွေကိုလည်းအေအေကစစ်စစ်ပြီးတဲ့နောက်ပြန်လည်ပေးအပ်မှုတွေပြုလုပ်နေပါတယ်ခင်ဗျာ။နိုင်ငံရေးအကျဉ်းသားဟောင်း LGBT စာရေးဆရာမစောဟွန်နေဦးကွယ်လွန်တဲ့တဲ့တင်နဲ့ဆရာအောင်ပါ ဆရာနာရှင်တော်လည်းင်းမှာတက်ကြွစွာပါဝင်ခဲ့တဲ့နိုင်ငံရေးအကျဉ်းသားဟောင်း LGBT ဆာရေးဆရာမစောဟန်နွေဦးဟာမတ်လ9ရက်နေ့ညပိုင်းကထိုင်းနိုင်ငံမဲဆောက်မြို့မှာကွယ်လွန်ခဲ့ပါတယ်။အသက်28နှစ်အရွယ်စောဟန်နွေဦးဟာထိုင်းနိုင်ငံချင်းမိုင်မြို့နယ်မဲဆောက်မြို့မှာဆေးကုသမှု9လကျော်ကြာခံယူပြီးတဲ့နောက်ကွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ်။ ယောဂါကစုံတယ်အဓိကကစိတ်ကြတာနောက်ပြီးကြောက်ကက်မကောင်းတာတွေလေးဘက်နာတွေနောက်တော့လေးဖြတ်သွားတာတွေဖြစ်ခဲ့တယ်အဲ့ဒီယောဂါတွေနဲ့ပဲဆုံးပါသွားခဲ့တာပါလို့မတ်စောဟန်တွေဦးနဲ့နေဆက်တဲ့တော်လိုင်းရဲဘော်တို့ကပြောပါတယ် တော်လိုင်းနယ်ပယ်မှာအစောလိုလူတီများတဲ့စောဟန်နွေဦးဟာစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်2021ခုနှစ်စက်တင်ဘာလမှာလူမှုကွန်ရက်ပေါ်နိုင်ငံရေးနဲ့တက်ဆိုင်တဲ့ post တွေရေးသားမှု PDF တွေကိုထောက်ပံ့မှုတွေနဲ့ဆွဆွဲခံရပြီးမန္တလေးမြို့ကနေမှာစစ်ကောင်စီတပ်ကဝင်ရောက်ဖမ်းဆီးခြင်းခံခဲ့ရသူဖြစ်ပါတယ်။စစ်ကောင်စီကပုံမှန်905ကာဂျီနဲ့အမှုဖွင့်တရားစွဲဆိုခဲ့ပြီးတဲ့နောက်လူငယ်တက်တာကွန်းနဲ့2021ခုနှစ်အောက်တိုဘာလမှာပြန်လည်လွတ်မြောက်လာခဲ့သူပါ။ အဲဒီနောက်မှာတော့လွတ်မြောက်နေမြေကိုထွက်လာခဲ့ပြီးတော်လိုင်းလုပ်ငန်းတွေကိုဆက်လက်လှုပ်ဆောင်ခဲ့ပါတယ်။စကောင်စီတပ်ရဲ့ဖမ်းဆီးခြင်းခံရတဲ့အချိန်ကစစ်ကြောရေးအတွင်းကြုံခဲ့ရတဲ့လိမ်မင်းဆိုင်ရာချမ်းဖတ်ခံရမှုတွေကိုသတင်းမီဒီယာတွေမှာထုတ်ဖော်ပြောကြားခဲ့သူဖြစ်တဲ့အပြင်လူအခွင့်အရေးတရားမျှတမှုအရေး LGBT အရေးတွေကိုတတ်တတ်ကြွကြွတောင်းဆိုခဲ့သူတူဖြစ်ပါတယ်။နှမျောတာသူကရဲဘော်ရဲဘက်လေးမဖြစ်တင့်သေးဘူးအသက်လည်းအရန်ငယ်သေးတယ်လုံနိုင်စွမ်းအားလည်းမြင့်မားတဲ့ရဲဘော်တွေဖြစ်တယ်လို့စောဟန်တွင်ဦးနဲ့နီးစပ်တူသူကပြောပါတယ် ဆောရနေဦးကွယ်လွန်ခြင်းအတွက်ဝန်ရချောင်းကိုလည်း88မျိုးဆက်ကျောင်းသားဟောင်းဦးမြာရေးကလူမှုကွန်ရက်မှာရေးသားထားခဲ့ပါတယ်ကွယ်လွန်သွားတဲ့ဆိုဟန်နူရဲ့ဇာပနာကိုတော့ဒီကနေ့မတ်လ10ရက်နေ့နေ့လယ်2နာရီမှာထိုင်းနိုင်ငံမဲဆောင်မြို့ကတုတ်တန်တစ်ခုမှာပြုလုပ်ခဲ့ပါတယ်ခင်ဗျာ။တန်တော်ကြီးဒေတာကစစ်ကောင်စီရှေ့တန်းစခန်းတစ်ခုကို KLLA ပူးပေါင်းတက်တင်ပိုက်လိုက်တဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။ ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်ကစစ်ကောင်စီရဲ့တပြင်းညွန့်ရှေ့တန်းစခန်းကိုကရင်မျိုးသားလွမြောက်ရေးတပ်မတော် KLL ဦးဆောင်တဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့ကသိမ်းပိုက်နိုင်ခဲ့တယ်လို့ KLL ဘူဌာနချုပ်ကသတင်းထုတ်ပြန်ပါတယ်။တပြင်းညွန့်ကြေးရွာမှာခြေစိုက်တပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ရဲ့တပြင်းညွန့်စခန်းကိုမတ်လ6ရက်နေ့မှာ KLL ပူပေါင်းတပ်ဖွဲ့ကစတင်တိုက်ခိုက်ခဲ့ပြီး၃ရက်အကြာမတ်လ10ရက်နေ့မှာတော့စခန်းကိုသိမ်းပိုက်ရှင်းလင်းနိုင်ခဲ့တာဖြစ်ပါတယ်။ တပေညွန့်တပ်စခန်းဟာတောင်ကူအခြေစိုက်တောင်ပိုင်းတိုင်းစစ်ထနာချုပ်လောက်ခံအမှတ်83ခြေလျင်တပ်ရင်းရဲ့ရှေ့တန်းတပ်စခန်းဖြစ်ပါတယ်။အဲဒီစခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီရဲ့လက်နက်ခဲယမ်းတွေနဲ့စစ်အုံဆောင်ပစ္စည်းတွေကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့အတည်ပြုထားပါတယ်။နဖတ်တိကကြဆုံးခြေနေကိုတော့ KLL ဌာနချုပ်ကထုတ်ပြန်ထားတာမရှိပေမဲ့ကရင်သတင်းမြစ်တချို့ကတော့စစ်ကောင်စီတပ်ဖွဲ့ဝင်၁၀ဦးခန့်တေဆုံးပြီး၂၀ကျော်ကတော့စခန်းဆုံခွာထွက်ပြေးသွားခဲ့တယ်လို့ပြောပါရယ် အဲ့ဒီတပြင်းညွန့်တပ်စခန်းဟာ KNU မျိုးသားအစည်းအရုံး KNU ရဲ့စီးရီးနေမြေတတ်မှတ်ပုံရတမဟာနဲ့နေမြေတောအူတောင်ကိုခိုင်နဲ့ပါဝင်ပါတယ်ခင်ဗျာရန်ကုန်အပါဝင်ဒေသအများစုအပူချိန်ဆက်မြင့်နိုင်တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်တိုင်းနယ်ပြည်နယ်တချို့မှာမိုးရွာနိုင်ပေမဲ့ရန်ကုန်အပါအဝင်ဒေသအများစုအပူချိန်ဆက်လက်မြင့်တက်နိုင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MOHADM ကသတင်းထုတ်ပြန်ပါတယ်။ မတ်လ10ရက်နေ့ကနေမတ်လ16ရက်အတွင်းရသသပတ်မိုးလေဝသခန့်မှန်းချက်ကိုဒီကနေ့ထုတ်ပြန်ရမှာအဲ့ဒီကာလအတွင်းတနိုင်ကလုံးအတိုင်းတာအနေနဲ့နေ့အပူချိန်တွေပုံမှန်ထက်မြင့်တက်နိုင်တယ်လို့သတိပေးထားပါတယ်။ရန်ကုန်မှာမနေ့ကမိုးနှင်းနဲ့ရွာတယ်။ဒါပေမဲ့ပူပူတယ်ညရောနေရောပူတာပါ။မီးပြတ်တော့အခြေအနေကပိုဆိုးတယ်လို့တာမွေမြို့ကန်တူကမျက်စိမှောက်ပြောပါတယ်။ အခုတပတ်အတွင်းသခိုင်းတိုင်းတနင်္လာရီတိုင်းနဲ့ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်တွေမှာနေရာကွက်ပြီးမိုးထစ်ချုံရွာနိုင်ကြောင်းလည်း MOHDM ကတင်ထုတ်ပြန်ထားပါရယ်။မတ်လ10ရက်နေ့ကနေ14ရက်အတွင်းရန်ကုန်တိုင်း AR တိုင်းပဲခူးတိုင်းမွန်ပြည်နယ်၊ကရင်ပြည်နယ်နဲ့တနင်္လာရီတိုင်းတွေမှာနေ့အပူချိန်တွေဟာ40ဒီဂရီစင်တီဂရိတ်အထက်မြင့်တက်နိုင်ကြောင်းမိုးလေဝသဆိုင်ရာလေ့လာသူဦးဝင်းနိုင်ကလည်းတတိပေးထားပါရယ်။ နေအောင်ကြီးတိုက်ရိုက်ထိတွေ့တဲ့နေရာတွေမှာအလုံးလုံးကြသူတွေတက်ကြီးရွယ်အိုနဲ့ကလေးငယ်တွေရေတပ်ဆုံးရှုံးမှုများပြီးအပူရှက်ခြင်း heat stroke ကိုခံစားရနိုင်တဲ့အတွက်သတိပြုဆင်ခြင်နိုင်ကြဖို့လဲဥဝင်နိုင်ကအတိပေးထားပါရခင်ဗျာအခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုရှုစားမှာဖြစ်ပါတယ်ယူကရိန်းစုမီဒေတာကိုတံပြန်ထိုးစစ်ဆင်နေကြောင်းရုရှားပြောတဲ့သတင်းကိုမြစီမဝိုင်းတို့သူမချူချန်းကတင်ဆက်ပေးမှာပါ ရုရှားဟာ2022ခုနှစ်နောက်ပိုင်းပထမဆုံးအဖြစ်ယူကရိန်းပိုင်ဆူမီဒေတာမှာနေဆက်ဖြတ်ကျော်ထိုးစစ်ဆင်ခဲ့တာမှာနေမြေတချို့ကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့မတ်လ9ရက်နေ့မှာကြေညာခဲ့ပါတယ်။ယူကရိန်းဟာရုရှားနေဆက်ခတ်ဒေတာကနေမြေတွေကိုထိန်းချုပ်ထားနိုင်ဖို့ရုန်းကန်နေရတဲ့အချိန်မှာရုရှားကအခုလိုထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။ရုရှားတပ်တွေဟာအဲ့ဒီနေရာကိုသိမ်းပိုက်ထားတဲ့ယူကရိန်းစစ်သားတွေကိုတိုက်ထုတ်ရင်းခတ်ဒေတာကရွာသစ်တရွာကိုလည်းသိမ်းယူနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ယူကရိန်းဟာခါရှ်ဒေတာမှာ၎င်းသိမ်းပိုက်ထားတဲ့နေမြေတွေကိုငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာအပေးအယူအဖြစ်အသုံးချခြင်းနေတာဖြစ်ပါတယ်။ American နဲ့ Ukraine စစ်ဆက်ညှိနှိုင်းရေးကိုယ်စားလှယ်တွေဟာအခုသတင်းပတ်အတွင်းမှာ Saudi Arabia မှာတွေ့ဆုံဆွေးနွေးဖို့ရှိနေပါတယ်။ American Donald Trump အဆိုအရဟာအပြစ်ခတ်ရန်စဲမှုရရှိဖို့နဲ့ငြိမ်းချမ်းရေးသဘောတူညီချက်မူပေါင်းတစ်ခုရရှိဖို့အာရုံစိုက်လှုံ့ဆော်နေတာလည်းဖြစ်ပါတယ်။ အမေရိကန်ဟာဆွေးနွေးညှိနှိုင်းမှုတွေမှာယူကရိန်းကိုဖိအားပေးနိုင်ဖို့ထောင်လင်းရေးနဲ့အကျိုးတို့တင်အချက်လက်မျှဝေတော့ကိုရပ်ဆိုင်းထားပါတယ်။ရုရှားတပ်ဖွဲ့တွေဟာတံပြန်ထိုးစစ်အတွင်းမှာခါရှနေဇက်အနီးဆူမီဒေတာကနိုဗန်ကီရွာငယ်လေးကိုသိမ်းယူနိုင်ခဲ့တယ်လို့ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတင်စာရှင်းလင်းပွဲတစ်ခုမှာပြောကြားခဲ့ပါတယ်။ရုရှားဟာ2022ခုနှစ်အလုံးစုံကျူးကျော်ဆက်အစမှာဆူမီဒေတာကနေမြေတချို့ကိုခဏတာသိမ်းပိုက်နိုင်ခဲ့ပေမဲ့အဲဒီနောက်ပိုင်းနောက်ထပ်နေမြေတွေကိုသိမ်းပိုက်နိုင်တာမရှိတော့ပါဘူးရှင်။ အခြေအနေတိုးတက်လာတာကြောင့်နာမကျန်းဖြစ်နေတဲ့ပုတ်ရန်မင်းကြီးကဆရာဝန်တွေကိုကျေးဇူးတင်ကြောင်းပြောတဲ့တဲ့ရင်ကိုကြည်လိုက်ရအောင်ပါခံစားနေရတဲ့ချောင်းဆိုးရင်ကျက်ယောဂတက်တာလာပြီးကုသမှုကိုကောင်းစွာတုံ့ပြန်မှုရှိလာတာကြောင့်ပုတ်ရန်မင်းကြီးကသူ့ကိုပြုစုဆောင်ရှောက်နေကြတဲ့ဆရာဝန်တွေနဲ့ကျမ်းမာရေးဝန်ထမ်းတွေကိုတင်းငွေနေမှာကျေးဇူးတင်စကားပြောကြလိုက်ပါတယ်အင်ဂျီလက်ဆူတောင်းပွဲကိုရဟမင်းကြီးကိုယ်တိုင်မတက်ရောက်နိုင်တာ၄ချိန်မြောက်ရှိသွားပြီဖြစ်ပါတယ်။ တက်တော်88နှစ်ရှိပြီဖြစ်တဲ့ပုတ်ရန်မင်းကြီးဟာဂျဲမယ်လီဆေးရုံမှာ ဖေဖော်ဝါရီ14ရက်နေ့ကလေးကတက်ရောက်ကုသမှုခံယူနေရတာဖြစ်ပါတယ်။အင်ဂျီလက်ဆူတောင်းပွဲကို စာနဲ့ရေးသားပေးပို့ခဲ့တဲ့စာမှာအကူအညီလိုအပ်နေသူတွေကိုစေတနာဝန်ထမ်းကူညီဆောင်ရှောက်ပေးနေသူတွေကိုသူတို့ရဲ့ချစ်ကြည်ရင်းနှီးမှုနဲ့ကျင်ညာမှုအတွက်ချီးကျူးဂုဏ်ပြုထားပါတယ်။ကျွန်ုပ်ကိုယ်တိုင်ပြုစုဆောင်ရှောက်မှုရဲ့ကျင်နာမှုကိုအတွေးပွားမိတဲ့အတွေ့အကြုံရရှိခဲ့ပါတယ်။အထူးသဖြင့် ဆရာဝန်တွေနဲ့ကျမကြီးဝန်ထမ်းတွေအပေါ်မှာပါသူတို့ကိုကျွန်တော်ရဲ့နှလုံးသားကနက်နက်ရှိုင်းရှိုင်းကျေးဇူးတင်ပါတယ်လို့အဲ့ဒီစာထဲမှာရေးသားဖော်ပြထားပါတယ်ကျွန်တော်တို့ဒါကိုလိုအပ်ပါတယ်ဘေးဆိုးအန္တရာယ်ကြောက်နေသူတွေနဲ့အတူကျင်နာမှုတကောဟာရှိနေရပါမယ်။နာကျင်မှုကိုခံစားနေရတဲ့ညရံမှာသူတို့ဟာအလင်းရောင်လေးတစယူဆောင်လာနိုင်လို့ပါပဲလို့ဗာတီကန်ကထုတ်ပြန်တဲ့စာမှာဖော်ပြထားပါတယ်။ တကဘာလုံးကကက်သလစ်ဘာသာဝင်ပေါင်း1.4ဘီလီယံရဲ့အကြီးအမှုဖြစ်တဲ့ပုပ်ယဟန်မင်းကြီးဟာအရင်ကလည်းဂျေမယ်လီဆေးရုံမှာတက်ရောက်ကူတာမှု ခံယူပူပါတယ်2021ခုနှစ်ကဥမာကြီးယောဂအတွက်ခွဲစိတ်မှုနဲ့2023ခုနှစ်ကဥကြယောဂအတွက်ခွဲစိတ်ကူတာမှုခံယူခဲ့ရတာဖြစ်ပါတယ်အခုတစ်ချိန်ဆေးရုံတက်ကူတာမှုကတော့ပုံမှုပြင်းထန်ပါတယ် ယဟန်မင်းကြီးဖရန်စစ်ဟာအသက်ရှူလမ်းကြောင်းယောဂအမျိုးမျိုးခံစားနေရပြီးယောဂကတက်တာလာဖို့အချိန်အတော်ကြာအောင်မှလာဆိုပြီးလဲစိုးရင်ပူပန်စိတ်တွေဖြစ်ပေါ်စေခဲ့ပါတယ်။ဒါမှမဟုတ်အသက်ရွယ်ကြီးရင်မီဖြစ်တဲ့ယဟန်မင်းကြီးနှုတ်ထွက်ရတော့မှလာဆိုပြီးလဲလူများကြားစိုးရင်ပူပန်စိတ်တွေဖြစ်ပေါ်စေခဲ့ပါတယ်။အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီအထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊ဆက်သုံးစီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ ဒါတွေကိုတော့မြစည်းမဝိုင်းတော်သားကိုမြတ်သူရကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလက်လက်နှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်ပြင်ပပေါက်စေ4460ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1580ဒသမ60ကျပ်ပြန်ပပေါက်စီ3360ကျပ်ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စဉ်2281.8 ကိုခွန်ကျက်ပြင်ပပေါ့စေ4858ကျက်ထိုင်းပတ်တပတ်ကိုစစ်ကောင်စီတတ်မှတ်စေ62.4ကျက်ပြင်ပပေါ့စေ132.13ကျက်မလေးရှားတရင်ကစ်ကိုစစ်ကောင်စီတတ်မှတ်စေ485.89ကျက်ပြင်ပပေါ့စေ1031ကျက်ပေါ့စေရှိပါတယ်ပေါ်ပြပါငွေလဲလဲနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါ နောက်ဆုံးရပြည်တွင်ရွှေစင်းတုံးတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုံတဲ့အသင်းသတ်မှတ်စေ54သိန်း9000ကျပ်ပြင်ပပေါက်စေ66သိန်း2000ကျပ်15ဘဲတစ်ချက်သားကိုရွှေကုံတဲ့အသင်းသတ်မှတ်စေ53သိန်း46885ကျပ်ပြင်ပပေါက်စေ62သိန်း3000ကျပ်ပေါက်စေရှိပါတယ်ပေါ်ပြပါရွှေစင်းတုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ် နောက်ဆုံးရရန်ကုန်73စီစင်းလုံးတွေကတော့ဒီဇယ်တလီတာကို2690ကျပ်ပရီမီယံဒီဇယ်တလီတာကို3330ကျပ်အောက်တိတ်92တလီတာကို3155ကျပ်အောက်တိတ်95တလီတာကို3205ကျပ်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါ73စီဇင်းလုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစာအုပ်စီဇင်းလုံးတွေကတော့စာအုပ်စီတပိတ်တာကိုစစ်ကောင်စီတတ်မှတ်စေ 6905ကျပ်ပြင်ပပေါက်ဈေး11000ကျပ်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်တမျိုးစီမပရိုင်တိုင်းမျိုးစီမပင်မသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါကြီးစုအားပေးကြသူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ